အင်ချမ်းမြေဝယ်ရောမယ်ဆိုလို့ရှိရင်ကိုယ့်ကိုဂျင်းထဲ့တဲ့ ွဲစားရည်နဲ့ဝင်ပါလားဈေးွက်ကိုတရားနားလည်ပြီး professional ဆန်တဲ့အကျိုးဆောင်နေနဲ့ဝင်ပါလား professional မဆန်တဲ့အကျိုးဆောင်နေနဲ့အိမ်ဝင်မယ်ဆိုလို့ရှိရင်အချိန်တွေပုတ်မယ်ကိုလိုချင်တာမရဘူးအဆိုးဆုံးကတော့အဝယ်မှားပြီးတော့မှကိုယ့်ရဲ့ခြွေနှင်းစာတွေကိုဆုံးရှုံးရပါမယ်ဒါကြောင့်အကျိုးဆောင်တယောက်အနေနဲ့အဝယ်တွေကိုဂျင်းထဲဖို့ချောင်းနေတဲ့ပွဲစားပုံစံမျိုးမဟုတ်ပဲနဲ့အဝယ်တွေရဲ့လိုအပ်ချက်ကိုနားလည်ပြီးတော့မှကူညီပေးနေတဲ့အိမ်ချမ်းမီကျွမ်းကျင်ပညာရှင် professional ဆန်တဲ့အကျိုးဆောင်တယောက်ဖြစ်အောင်ကြိုးစားရပါမယ်အကျိုးဆောင်တယောက်က professional ဆန်လာ 5ရက်ကွက်ပွဲစားဆန်လာဆိုတော့ကိုအင်ကာရန်နှစ်ခုကြည့်ပြီးတော့မှခွဲခြားသိမြင်နိုင်ပါတယ်။ပထမတစ်ခုကတော့ professional ဆန်တဲ့အကျိုးဆောင်တစ်ယောက်ဒီဈေးကွက်ကိုနားလည်ပြီးတော့မှဘယ်နားမှာဗာဈေးတွေပေါက်နေလဲ၊ဘယ်ဟာကရင်းနှီးမြှုပ်နှံမှုတင့်တော်လဲဆိုတော့ကိုသူကအမြဲတမ်းလေ့လာတယ်၊သုံးသပ်ပြီးရပြီးတော့အဝယ်ကိုအကြံပေးပါတယ်။ဒုတိယတစ်ချက်ကတော့ professional ဆန်တဲ့အကျိုးဆောင်တစ်ယောက်ဒီသူတစ်ပါးယုံကြည်ထားရတဲ့သူဖြစ်ရပါမယ်။အကြောင်းဝယ်ဖြစ်ပြီးရော ိုတဲ့ပုံစံမျိုးနဲ့အတင်းသူ့ရဲ့ရောင်းတဲ့ဟာကိုအတင်းထိုးရောင်းတာမျိုးမဟုတ်ပဲနဲ့ဒီဟာကသူ့ရဲ့အာသာချက်အာနေချက်တွေကိုတရားလေးရှင်းပြပြီးတော့မှဝယ်သူကိုဒီရောင်းဝယ်ကိစ္စတွေမှာအော် guide လုပ်သွားပေးနိုင်တဲ့အကျိုးဆောင်တယောက်ဖြစ်တယ်မှာတကယ်တမ်းကျတော့ professional ဆန်တဲ့အကျိုးဆောင်ဖြစ်ဖို့အတွက်အချက်တွေအများကြီးရှိပါသေးတယ်မိတ်ဆွေအကြံပြုလို့တဲ့အချက်ကို comment မှာရေးပြီးတော့မှအကြံပြုနိုင်ပါတယ်ကိုက professional ဆန်တဲ့အကျိုးဆောင်တယောက်ဖြစ်နေဆိုလို့ရှိရင်ကျွန်တော်တို့ Zeyan Real Estate ကို follow လုပ်ထားလိုက်ပါ